ျွန်တော်ဆွေးနွေးထားပြီးတော့အခြေခံမှုတွေအချက်လက်အားလုံးကိုလွတ်တော်တင်ပြမယ်လွတ်တော်ကနေဥပဒေလွတ်တော်ရဲ့ဥပဒေနည်းဥပဒေလုံထုံးလုံနည်းရဲ့အနည်းတွင်တွင်ဆုံးချက်ထားတဲ့ဥစ္စာအားလုံးကိုတို့ကအဲ့ဒစ်လုပ်ပြီးတော့ဒါဟိုပါပေါ့နော်ဥပဒေတင်ပြပြီးတော့ဟိုဖြစ်လာလိမ့်မယ်ဒါလို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီမှာဆိုရင်ငင်းချမ်းရဲ့အတွက်ကိစ္စဝိစားတွေအများပါတယ်ဟိုပါပေါ့အခြေခံဥပဒေပတ်သက်တာတခြားဥပဒေတွေလည်းပါတယ်ငင်းချမ်းရဲ့အတွက်လည်းပါတယ် ရင်ချမ်းရွတ်တက်ပါလေဆိုတာနိုင်ငံရေးကိုပြုပြင်ပြောင်းလဲလိုက်ရင်ရင်ချမ်းရေးကလည်းပို့ပြီးတော့ကျွန်တော်ဆောင်ရွက်တဲ့ခါမှာပို့ပြီးတော့အဆင်ပြေလာမယ်။အခုကနိုင်ငံရေးအရာအခြေခံဥပဒေကိုမပြင်စင်နိုင်သေးတဲ့ချိန်မှာရင်ချမ်းရေးကနည်းနည်းလေးဘောပေါ့နော်။ဟိုနည်းနည်းလေးအဲအခက်ခဲနည်းနည်းတန့်လေတန့်လေလို့ပြောမှာပေါ့နော်။ဒီတော့ဒီအခုသဘောတူထားတဲ့ဥပဒေတွေဒီဥပဒေတွေကိုဒါဥပဒေတွေကိုပြန်ပြီးတော့လွတ်တော်ပေါ်လာရင်ပြင်လိုက်တဲ့ခါမှာငင်းချိုင်းလမ်းကြောင်းနဲ့ပို့ပြီးတော့ပွင့်သွားမယ်လို့ကျွန်တော်ယူဆတယ် ဲ့မှာဒါဘာလို့လဲဆိုဥယျာဉ်ကိုတင်ပြထားတဲ့ချက်လက်နဲ့တမ်းမတော်ကညီနိုင်ထားတဲ့အချက်လက်တွေဟာလည်းနိုင်ငံရေးရဲ့ဆွေးနွေးချက်ပဲကျွန်တော်နိုင်ငံရေးပါတီနဲ့တမ်းမတော်နဲ့ဆွေးနွေးထားတဲ့ကိစ္စလည်းနိုင်ငံရေးဆွေးနွေးချက်ပဲအဲ့တော့လွတ်တော်ပေါ်လာရင်ဒါအတည်ပြုလိုက်ရင်နိုင်ငံရေးအများကြီးပြုပြင်ပြောင်းလဲသွားပြီပြုပြင်ပြောင်းလဲပြီဆိုတော့ EO ရဲ့ဆန္ဒလိုအပ်ချက်ကျွန်တော်တို့နိုင်ငံရေးပါတီရဲ့လိုအပ်ချက်ဒီတမ်းမတော်ရဲ့ အဲဟောပေါ့နော်သူတို့ပြင်ပြချက်အားလုံးကိုစုစည်းထားတဲ့ချက်ဖြစ်တဲ့အတွက်အမှန်ကောင်းတဲ့အချက်လက်တွေဖြစ်ပါတယ်ဒါနင်းချမ်းရေးအတွက်အများကြီးကိုကျွန်တော်တို့ထားပြီးတော့မြင်နေရပါတယ်မကြခင်လွတ်တော်ပေါ်လို့ပဲဆို